ရခိုင်ပြည်နယ်ပေါတော်မြို့နယ်တပြေကံကျေးရွာမှာလေးစင်နှမောင်းတိုက်ခိုက်ခံခဲ့ရတဲ့အတွက်အစာအုပ်၁၈လုံးခန့်ပျက်စီးခဲ့တယ်လို့သိရပါဗျ။တပြေကံကျေးရွာမှာဇွန်လ၁၉ရက်နေ့မိုးလယ်ပိုင်းကလေးစင်နှမောင်းကြောက်ရောက်ခဲ့တာဖြစ်ပြီးပျက်စီးခဲ့တဲ့အစာအုပ်တွေမှာနေအိမ်တွေပါဝင်ခဲ့ပြီးတချို့နေအိမ်တွေကတော့လုံးဝပျက်စီးသွားခဲ့ကတချို့နေအိမ်တွေကတော့ခေါင်းမိုးလန်တာတွေဖြစ်ပေါ်ခဲ့ပါဗျ။ဒါအပြင်အသစ်ဆောက်လုပ်ထားတဲ့စာတင်ကျောင်းမှာလည်းခေါင်းမိုးလန်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီကြောင့်ဟာဆောက်လုပ်ပြီးပေမဲ့သက်ဆိုင်ရာကိုမလွဲပြောင်းရသေးပဲမိုရာမုန်တိုင်းဖြစ်ပေါ်ခဲ့ ဆင်းကလည်းအမိုးလံမှုဖြစ်ပေါ်ခဲ့သေးတယ်လို့သိရပါဗျ။အဲ့ဒီအချိန်တုန်းကလည်းပြန်လည်ပြုပြင်ခြင်းမရှိခဲ့တဲ့အပြင်အခုအခါမှာထပ်ပြီးတော့အမိုးတွေလန်းကျခဲ့တာဖြစ်တယ်လို့သိရပါဗျ။ လေးစင်နှမောင်းတိုက်ခတ်ခဲ့ရတဲ့ပတ်သက်ပြီးတပြေကန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစောစောနိုင်ကခေါမိုးလန်သွားတဲ့အိမ်တချို့ကိုတော့နေလို့ရအောင်ကို့ဘာသာပဲပြုပြင်ကြပြီးလုံးဝပျက်စီးသွားတဲ့သူတွေကတော့နေဆက်ရဆွေမျိုးတွေစီမှာယာယီခိုလုံနေရကစာတင်ကျောင်းတွေအနေနဲ့စာတင်ကျောင်းဆောင်မလုံလောက်တဲ့အတွက်နက်နက်ပိုင်းမှာဖုံးတော်ကြီးကျောင်းတဲ့နေအိမ်တွေမှာတတုတ်ခွဲတင်ပြီးနေ့လယ်ပိုင်းကတော့ကျောင်းဆောင်မှာတင် जा ကြတယ်လို့ပြောပါရယ် လေဆင်နှမောင်းတိုက်ခတ်ခဲ့ရတဲ့ပသက်ပြီးတပြေကံရဲကင်းစခန်းကတာဝန်ခံကြီးထွန်းကလေဆင်နှမောင်းကြောင့်အင်ဂျီ30ကျော်ပျက်စီးခဲ့ကြောင်းနဲ့လုံးဝပျက်စီးသွားတဲ့နေအိမ်၄လုံးရှိကကျောင်းဆောင်နှစ်ခုမှလည်းအမိုးရေလန်းကျသွားခဲ့တာကြောင့်သက်ဆိုင်ရာကိုတင်ပြထားတယ်လို့သိရပါဗျာ။